မြန်မာနိုင်ငံမှာစစ်ပွဲတွေစစ်မှုထမ်းစစ်ခေါ်တာတွေနဲ့ငလျင်ပေးသိမ်းမှုတွေနောက်ပိုင်းမှာဆောက်လုပ်ရေးလုပ်ငန်းတွေမှာပညာရှင်သားမကလုံသားတွေပါရှာပနေတဲ့အပြင်နေစားခတွေဟာလည်းပုံမှန်မြင့်တက်လာနေတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက CNN သတင်းဌာနကိုပြောပါရယ်အလုပ်ကျန်းလုပ်အခဟာအရင်ကတရက်ကိုတထောင်ကျပ်ဝန်းကျင်ရှိပေမဲ့အခုအခါမှာတော့အဆမတန်များပြားနေကြောင်းသိရပါရယ် အဲ့ဒီလိုလုံသားကနှုံထတွေတက်သွားတာဟာရှိနေတဲ့လုံသားအင်အားနဲ့လိုအပ်ချက်ဟာမမြတ်တာတာကြောင့်ဖြစ်နိုင်တယ်လို့မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအတင်းကျုံမှအထွေထွေအတင်းမှုချုပ်ဦးမြင့်မြင့်က CNN သတင်းဌာနကိုပြောပါရယ်လုံသားကတော့ဆိုးပါတယ်မအောင်ဆိုးလည်းဆိုမနေဖြစ်တော့ပြည့်စည်ရာဖိရှားခြင်းနဲ့တော့လုံသားရဲ့များငပူရလုံသားဟိုရော့နေတာပေါ့နော်လုံသားရော့နေတယ်ရော့တဲ့ခင်ပါထွက်တာနဲ့ပါနေအဲ့လိုရော့နေတဲ့အချိန်မှာဘာခံငလင်းအဖြစ်လိုက်တဲ့အခါကျတော့လုံသားအင်အား ျော်ပါမှုနဲ့လုံသားကဂျင်းလုံးမြင့်တက်သွားတာတော်တော်ဆိုးွားတဲ့အဖြစ်ပေါ်လာပါတယ်။ခဏတော့ဆောက်လုပ်လုပ်ငန်းကြီးရပ်တန့်သွားလို့ကြောင်းပါတယ်။အဲ့ဒါကြီးလည်းပါပါတယ်။အဲ့ဒါလည်းဒီကြီးရဲ့ကံတော်ထူပါတယ်။ဒီကြီးညာရှင်ရောပေါ့နော်။ဒီကြီးညာရှင်အင်းကြီးညာရောခဏတော့ကြောတဲ့လုံသားရောရှားပါမှုကလည်းဒီကြီးရဲ့ကံတော်ပါပါတယ်။ဟုတ်လုံသားကလည်းအခုဒီကျန်တဲ့တပေါင်းလောက်ရှိတယ်နှစ်ပေါင်းဝဲလောက်ရှိတယ်အဲ့လိုလေကြည့် အချို့ညမှာ၄-၅လောက်ပြီးလာတယ်။အနောက်ကြီးကိုဖြစ်လာတယ်။ဘာလို့လဲ demand နဲ့ supply ကြီးရအောင်။လုပ်သားအနေနဲ့လုပ်ချင်တာများတဲ့အခါဖြစ်မှန်ဖြူမယ်လည်းဘလို့အရေးပေါ့။ဒီကာလပေါ့။နောက်၄-၆လနေတော့တမျိုးဖြစ်သွားနိုင်တယ်ခင်ဗျာ။လက်ရှိမှာငလီရဲ့နောက်ဆက်တွဲအနေနဲ့ဆောက်လုပ်ရေးတုံးပစ္စည်းဝယ်ရခက်ခဲမှုအပြင်တခြားကိစ္စတွေကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတွေလက်ပတ်မှုနှဲပါနေကြောင်းလည်းလုပ်ငန်းရှင်တွေထံကနေသိရပါဗျ။ဆောက်လုပ်ရေးလုပ်ငန်းတွေပြန်လည်လက်ပတ်နိုင်ဖို့ဟာနိုင်ငံရဲ့စီးပွားရေးအပေါ်မှာသာမူတည်ကြောင်း လက်ရှိမှာဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ဆွေးနွေးတိုင်ပင်နေကြကြအောင်ရွှေကဘာမောင်မောင်ဆောက်လုပ်ရေးလုပ်ငန်းမှာဥက္ကဋ္ဌဦးမောင်မောင်ကစီရင်တာကြတဲ့ဌာနကိုပြောပါရစေ။ဆိုအခုဆိုရင်ဒီမြန်မာတော်တလေးသူစကိုင်းမှာတော့ပေါ်ကြီးပေါ်ဆောင်ဖြစ်နေတယ်သူတရားမှာ၄000တောင်းတောင်း၅000တောင်းတောင်းတောင်းနေနိုင်တောင်းနေကြတယ်။အဲ့တော့ပြီးအောင်လုပ်ပါဆိုတော့လည်းဟိုတချို့လို့ချေရဘန်ထိုင်ကြရတော့တုံးနေရတယ်လို့ကြားတယ်။အဲ့ဒါကိုကျွန်တော်တို့ကစူဆောင်းပြီးတော့ တိုင်မီနေကြတယ်လေဘယ်လိုလုပ်ကြရင်ကောင်းလဲဘယ်လိုလုပ်ကြရင်ကောင်းလဲမြည်စည်းရလဲမတန်တဆဒေါက်တာညာလဲမတန်တဆအင်္ဂလိပ်ချင်းရလဲညာသူတို့ရောက်ရှိတဲ့လူကတော့ရောင်းရတော့ပေါ့ဈေးကောင်းနဲ့ရှိတဲ့လူကတော့မရောက်ပါဆိုတော့ဒီလုပ်ငန်းတွေကိုပြန်လဲလဲပတ်ဖို့ဆိုတာတော့အာစီဝါရေးပုံမှာပဲမူတည်နေဘူးစီဝါရေးကဟိုမကောင်းတဲ့ဒီဥစ္စာတော့လုံးနိုင်ဖို့ အမေကမရှိတော့ဖြစ်နေတယ်။အင်းကျွန်တော်ကူရလည်းမလုပ်နိုင်တော့ဘူး။အဲ့တော့ရှိတဲ့ငွေနဲ့စောင်းမထဲရမယ်ငွေနဲ့ကဘာပေါ်ပါ့အနာဝေးပါ့အစာအုပ်တွေဆောက်လုပ်ရမှာအ ਨੇ ဆုံး register skate 8အထိခံနိုင်တဲ့အစာအုပ်တွေဆောက်လုပ်ရမယ်လို့နတ်ဆကဥက္ကဋ္ဌမှုကြီးမြောင်လိုင်က2025ခုနှစ်ဧပြီ17ရက်ကငလျင်ဘေးတင်အေးလေးဒေသကိုတွားရောက်စစ်ဆေးပြီး ပြည်သူတွေနဲ့တွေ့ဆုံစင်မှာပြောကြားခဲ့တာပါအစိုးရကဘီလက်မြေတအိတ်ကို18000ကျပ်နဲ့ငလျင်ဘေးတင်အဆောက်အုံတွေကိုရောင်းချပေးဖို့နှုံထားသတ်မှတ်ထားပေမဲ့လေမြေပြင်မှာတော့ဝယ်ယူရခက်ခဲနေပြီးနှုံထားဟာလည်းငွေကျပ်၄000အထိပေါက်ဈေးတွေရှိနေကြောင်းသိရပါဗျာ